ပြန်ပြီးတော့ဒီခြေထောက်တွေလက်တွေဆိုတော့ပြန်ပြီးတော့ထွက်လာမယ့်အရာမျိုးမဟုတ်ဘူးအဲ့တော့သူ့ဘဝကတစ်စစ်ချိုးကကြောင်းလဲသွားတယ်အဲ့ခါတော့ကျွန်တော်တို့ဘလောက်တောင်ကူညီပေးနိုင်မလဲအဓိကတော့ဒီကိုဝင်ဆောင်မိခင်တွေနဲ့ကလေးတွေပေါ့နော်အဲအဲသူတို့ကိုမြင်တဲ့အခါကျတော့ခြေထောက်တစ်ချောင်းဖြတ်ထားတာရှိတယ်ခြေထောက်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲ့လိုမျိုးတွေမြင်ရတဲ့အခါမှာမပင်မမဟုတ်ဘူးအခုကကိုထက်တောင်မှခံစားနေရကြတယ် ကိုရီးယားမှာဒါဒီမှာဆိုရင်ကျွန်တော်တို့ခုပြန်လာတဲ့အခါမှာကောင်းကောင်းအိတ်နိုင်ကြည့်ရယ်ကောင်းကောင်းစားနိုင်ကြည့်ရယ်ပုံမှာကျတော့အိမ်တွေပျက်စီးသွားတယ်ပြီးတော့တချို့ဆိုအထက်နိုင်ငံတွေရတယ်တချို့ဆိုဒီကလေးလူ့ဘဝမှာစမှာပဲရှိသေးတယ်ခြေထောက်တွေလက်တွေဖြတ်ပစ်လိုက်ရတာတွေရှိတယ်အဲ့ဒီတည်းဆိုင်ရင်ဒါကျွန်တော်တို့ကအဆင်ပြေပါတယ်အဓိကတော့ဒီကိုဝင်ဆောင်မိခင်တွေနဲ့ကလေးတွေပေါ့နော်အဲအဲသူတို့ကိုမြင်တဲ့အခါကျတော့ခြေထောက်တစ်ချောင်းဖြတ်ထားတာရှိတယ်ခြေထောက်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲ့လိုမျိုးတွေမြင်ရတဲ့အခါမှာ ဒီဝမ်းနေဖို့အတွက်သူ့ဘဝရဲ့ဒီနောက်ဘယ်လိုနေထိုင်မလဲဆိုတာမျိုးတွေးမိတာမျိုးတွေအဲ့လိုမျိုးတွေအတွက်ကိုယ်ကိုယ်တိုင်ဘယ်လိုတွေခံစားနေလဲကိုယ့် emotion ကိုကိုယ်ပြန်ပြီးတတိမထားမိပါဘူးပေါ့မန္တလေးစီးရုံကြီးကိုသွားတဲ့ခါမှာဆိုရင်ဒါဒီချိခဲ့တဲ့ညာရတဲ့လူကတက်တက်အဲ့ညမှာဆိုကျွန်တော်တို့လူဖို့ဟာဘယ်လိုလူရမလဲဆိုတော့ကျွန်တော်စုံစင်းစားရတယ်စုံပြရတယ်ခြေတော့ဒီလက်တွေဖြတ်လိုက်ရတဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်တို့ကတမျိုးပြန်ပြီးတော့စဉ်းစားရတယ်ဟုတ်လဲဆိုတော့ပြန်ပြီးတော့ဒီခြေတော့ဒီလက်တွေဆိုတော့ပြန်ပြီးတော့ထွက်လာမယ့်အရာမျိုးမဟုတ်ဘူး ဲ့တော့သူ့ဘဝကတစ်စစ်ချိုးကကြောင်းလဲသွားတယ်အဲ့ခါတော့ကျွန်တော်တို့ဘလောက်တောင်ကူညီပေးနိုင်မလဲအဲ့ဒါမျိုးဟိုကူညီပေးဖို့ကူညီပေးနည်းကတယောက်နဲ့တယောက်တော့တနည်းနဲ့တနည်းတော့မတူဘူးဗျလူဆိုတာမျက်ချင်လို့အလုပ်လုပ်ကြရတယ်ဒါပေမဲ့အဲ့မျက်ချင်လို့အလုပ်လုပ်တဲ့အထင်းမှာအခုလိုမျိုးဒီကားရဲ့ပြတ်သားလို့ရတဲ့အမျက်ငွေတရားရာခိုင်နှုန်းလို့အခုလိုမျိုးတူတန်းမယ်လို့သိရတဲ့အတွက်ကျွန်တော်တကယ်ပဲဒီတိုက်ကနေဟိုတယောက်ဆောင်တယောက်ဖြစ်ရတာအယံကိုယူပါတယ် ကျွန်တော်တို့တက်တာကဒီအမှုပညာပေါ့အခုကျွန်တော်တို့အမှုပညာနဲ့ပြသလိုက်တဲ့ရလာတဲ့ငွေကြေးတွေနဲ့ကျွန်တော်တို့ပြန်လှူလောက်ရတယ်ဆိုတာလဲဒါအလှခြင်းတစ်မျိုးပဲကျွန်တော်တို့ကိုယ်တိုင်တည်းရဲ့လှူတာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒီကနေရရှိလာတဲ့ငွေကြေးတွေကိုကျွန်တော်တို့ production နဲ့လှူတယ်ဆိုတာလဲဒါအလှတစ်မျိုးပါပဲကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာခုနှစ်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့ဟိုခုနှစ်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင်ဟိုကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံးလောက်မရှိဘူး တော့လူစည်းဘူးလောက်ပဲဆင်ပြီးတဲ့အတွက်ကျွန်တော်ကငွေသားကိုပဲယူသွားတယ်။ပိုရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလူဖြစ်မယ်ထင်ပါတယ်ခင်ဗျ။ကျွန်တော်တို့ production ကနေပြီးတော့အခုပြသတဲ့ဒီသူတော်တစီစကားကြီးကိုကြည့်ရှုပေးဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ရဲဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အာနန္ဒာနဲ့ဖိတ်ခေါ်ရတာပါ။ဘာကြောင့်လဲဆိုတော့ဒီသူတော်တစီကားကြီးကိုလာကြည့်မဲ့သူတိုင်းမှာရရှိတဲ့ငွေတွေကျွန်တော်တို့ ီအမျက်ရဲ့တရားရာဂိုင်းလုံးအားလုံးကိုလူတန်းပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အာနန္ဒာနဲ့ပဲဒီသူတော်တေဇကားကြီးကို လာကြည့်ပေးပါအောင်လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပေးရသည်ခင်ဗျာကျေးဇူးပါ